Okay, ခုချမ်းပိုက်တော့စာရံနံပါတ်50ဖြစ်ပါတယ်။အခန်းကြီး50အငယ်1မှ6တကူးချီသောဘုရားသခင်ဒီဟုသောသာရဘုရားသည်ဗျာဒိတ်ပေးတော်မူ၏။နေထွေရမှသည် နေဝင်ရာတိုင်အောင် မြေကြီးကိုခေါ်တော်မူ၏။အထရေတင့်တဲ့ချင်းပြည့်စုံရာဇီးုံတောင်ပေါ်မှာဘုရားသခင်ဤရောင်ချီတော်သည်ထွန်းပ၏။ငါတို့ဤဘုရားသခင်ကြွလာတော်မူ၏။ တိတ်ဆိတ်စွာနေတော်မူရှေ့တော်၌မိလုံလျက်ပဝန်းကျင်၌မိုးတဲ့မုန်တိုင်းပြင်းပြလျက်ရှိ၏မိမိလူတို့ကိုစစ်ကြောစီရင်ခြင်းအလို့ငါအထက်ကောင်းကင်ကို၎င်းမြေကြီးကို၎င်းခေါ်တော်မူလျက်ရစ်ပူဇော်သောအာဖြင့်ငါနှင့်ပရိညင်ဖွဲ့သောငါ၏တန်ရှင်းသူတို့ကိုငါထံသို့စူးဝေးစေကြဟု မိန်တော်မူ၏ဘုရားသခင်သည်ကိုရတော်တိုင်းတရားဆုံးဖြတ်တော်မူသည်ဖြစ်၍ဖြောင့်မတ်တော်မူခြင်းအကြောင်းကို ကောင်းကင်တို့သည်ထင်ရှားစွာ ပြကြလိမ့်မည်အငယ်ခုနှစ်မှ၁၅ငါဤလူများတို့နားထောင်ကြငါပြောမည်အိုဣဒေလမျိုးတင့်တဖက်၌ငါတက်တည်ခံမည်ငါသည်ဖျားသခင်ဖြစ်၏တင်းဤဖျားသခင်ဖြစ်၏မိရှုသောရစ်မှဆ ảy ၍ရစ်ပူဇော်ခြင်းအမျိုးမျိုးအတွေ့ငါသည်တင်၌အပြစ်မတင်ထိုရစ်တို့သည်ငါရှိမှအစဉ်ရှိကြ၏တင်းအိမ်တဲကနွားကို၎င်း တင့်ချံတဲကစိတ်ကြီးကို၎င်းငါမခံမယူတောတိဆန်ရှိသည်မြတ်တို့သည်တထောင်သောတောင်ပေါ်မှရှိသောတရိဆန်တို့သည်ငါ၏ဥစ္စာဖြစ်ကြ၏တောင်ပေါ်မှနေတတ်သောနှင့်အပေါင်းတို့ကိုငါတည်၏တောသားရဲ့တို့သည်ငါ၌ရှိကြ၏ငါသည်ငတ်မှုလျင်တင့်ကိုမပြောလောကရနှင့်လောကဥစ္စာသည်ငါ၏ဥစ္စာဖြစ်၏နွားသားကိုငါစားမည်လောစိတ်သွေးကိုငါတောက်မည်လော ယေရှုချီးမွမ်းခြင်းရစ်ကိုဘုရားသခင်အားပူဇော်တော့တစ္ဆာဂရိထားသည့်အတိုင်းအမြင့်ဆုံးသောဘုရား၏တစ္ဆာဝုကိုဖြေတော့အမှုရောက်သည့်ကာလ၌ငါကိုပတနာပြုတော့ငါသည်ကယ်လွတ်မည်တင်းဒီလဲငါကိုချီးမွမ်းလိမ့်မည်ဟုမိန့်တော်မူ၏ငယ်ဆ6မှ7မတရားသောသူကတင်းဒီငါ၏အထုံးဖွဲ့သူကိုကြားပြော၍ ငါဤပရိညာတရားကိုမွဲ့ဆိုခြင်းဟာအဘယ်သို့ဆိုင်သနည်းဆုံးမတွင်တင်ခြင်းကိုတင်းသည် မုံ၍ငါစကားကိုတင်းနောက်၌ပစ်ထားပါသည်တကားတင်းသည်တကိုးကိုမြင်လျင်သူနှင့်သဘောတူတတ်၏သူမြားကိုပြမားသောသူတို့နှင့်ဆက်ဆံတတ်၏အငယ်၁၉မှ၂၃တင်းတောက်ကိုဒူးစိုက်၌အနံ့၍တင်းရှာဖြင့်မှုသာကိုစီရင်တတ်၏ တင်ဒီထိုင်လျက်ကိုညီအကူကိုဆန့်ကျင်ပဲ့ပြု၍ပြောဆိုတတ်၏ကိုအမိဤသားကိုဆဲရေးတတ်၏ထို့သောကြည့်၍ငါသည်တိတ်ဆိတ်စွာနေသောကြောင့်ငါကိုတင်နှင့်တူသည်ဟုထင်လေပြီတကားတင်းအပြစ်ကိုငါဖော်ပြ၍တင့်မြင့်မောက်၌ခင်းကျင်းထားမည်ဘုရားသခင်ကိုမိလျော်သောသူတို့ဤအမှုကိုစင်ကျင်ကြလောသောမဟုတ်တင်တို့ကိုကဲနှုတ်တော်သူမရှိ ငါသည်အပိုင်ပိုင်ဆွဲဖြတ်မိဂျေစုချီးမွမ်းခြင်းရစ်ကိုပူဇော်သောသူသည်ငါ၏ဘုံကိုထင်ရှားစေသောသူဖြစ်၏မိမိသွားသောလမ်းကိုဆင်ခြင်သောသူအားလည်းကယ်တင်တော်မူခြင်းဂျေစုကိုငါပြမည်ဟုဘုရားသခင်မိန့်တော်မူ၏ကျေနော်ကျမ်းပိုင်မှာပြန်ကြည့်ကြမယ်ဘိုင်ဘိုင်